အိမ်မှာနေတဲ့ကြက်တကောင်ကိုလေးခွားနဲ့ပြစ်လိုက်တာခေါင်းတစ်ခုပျောက်သွားတယ်ဗျာပျောက်သွားတဲ့ခေါင်းကိုတော့မရှာတော့ဘူးကြည့်တဲ့အပိုင်းလေးတွေကိုပဲကြက်သားချုပ်ခြင်းလုပ်ပြမယ်ကျွန်တော်ချက်သွားမဲ့ချက်နီးလေးကတော့ Chinese ချက်နီးလေးပဲဖြစ်ပါတယ်ကျောက်ကြလာတဲ့ဂျင်းကိုတော့ပြက်ပြက်လေးမလိပါနဲ့ပက်ကနန်တစ်ချက်ပဲရိုက်လိုက်ပါပုံစင်းလာတဲ့ချက်သွုံပင်ရဲ့ထိတ်ကိုပက်ကနန်ပက်ကနန်ရိုက်ပါအဖြူပိုင်းနဲ့အစိမ်းပိုင်းနဲ့တက်တက်စီခွဲထားမယ်ဒိုင်ပင်ထိုးလာတဲ့ချက်သွုံဖြူတော့ပပပဖြစ်ဖြစ်လေးရိုက်ပြီးအကွာနန္နာလေးရိုက်မိသွားတယ်ကိစ္စမရှိဘူး နေရာမှာငရုတ်သီးအပွားအလုံးအကြီးဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အပွားအရှည်လေးပဲတုံးလိုက်တယ်ပဲဖြစ်ပါတယ်ဗျာ။ကျွန်တော်ပြောနေကြလီပုံလီနီဖြက်ပုံဖြက်နီဒီလိုမျိုးလေးပါ။မြင်နေမလားဗျာကျွန်တော်လိန်နေတာတော့မဟုတ်ပါဘူး။တက်ကောင်းကတကယ်ကြီးကိုပြုတ်ထွက်သွားပါတယ်။သူ့မှာရှိတဲ့ပေါင်တွေအတောင်မန်တွေကိုလူခွဲရမလဲဆိုရင်ဒီလိုမျိုးလေးခွဲရမှာပဲဖြစ်ပါတယ်။အားကြီးလည်းမကြီးပါနဲ့တအားကြီးလည်းမသေးပါနဲ့ဒီလိုပုံစံမျိုးလေးရပြီဆိုရင်တော့လင်ပန်းတစ်ခုမှပြစ်ချမယ် ကျွန်တော်ရှိမှရှိတဲ့ဥနှလုံးကိုလည်း copy ထည့်လိုက်မယ်။စားတစ်စုံ၊ဟင်းချုံမုတ်တစ်စုံ၊ကြသားမုတ်၊ဖယူးစီတစ်စုံတဝက်၊ပန်းငယ်မြဲအကျဲ၊ငှရုပ်ကောင်းစုံတဝက်၊ကျက်သွန်ပင်ထိတ်နေခြင်းတဲမှရေအနှဲငယ်ထည့်ပြီးလက်နဲ့ကောင်းကောင်းလေးရှိသမျှအားတွေထုတ်ပြီးညစ်ပေးလိုက်ပါ။ထွက်လာတဲ့အရည်တွေကိုကြသားပေါ်နဲ့လောင်းလိုက်မယ်။လက်နှစ်ဖက်နဲ့ကောင်းကောင်းလေး masses လုပ်ပေးလိုက်ပါ။အမှတော့နေပြီးတော့ပြီးဆိုရင်တော့စောက်ဆိုင်ပြရမှာမိနစ်34ပဲဖြစ်ပါတယ်ဗျာ။ ိနစ်30မှပြစ်မချင်းတီးကျွန်တော်တို့တနေရာမှာသွားအိတ်နေမယ်အေးရေတရေရတာနဲ့အုံးနိုင်တောင်ထိုးသွားတယ်ဗျာအခုကျွန်တော်ထည့်နေတာကတော့ကော်မုတ်လေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ໃຈနဲ့တက်တက် ကော်မုတ်လေးကိုသုံးပေးလို့ရပါတယ်ဒီဟာလေးကတော့တိုလီမိုးလေးတွေပါပူနေတဲ့စီထဲမှာအသားတုံးတုံးချင်းစီထည့်လိုက်မယ်ဒီနေရာမှာဂယုစိုက်ပေးရမှာတော့အသားတုံးကိုပဲကြော်ရမှာနော်လက်ကိုတော့ထည့်ပြီးမကြော်လိုက်ပါနဲ့ဟဲဟဲဟဲထဲလို့ပြီးတာနဲ့ရောက်မှနဲ့တည်တည်ဆဆာလေးခြေပေးလိုက်မယ် အနေတော်လေးအနီအောင်တန်းလာပြီဆိုတာနဲ့ခဏတစ်ဖြုတ်ဆဲထားလိုက်ပါစီထဲမှာရှိတဲ့အဖက်တွေကိုဆဲထုတ်ပြီးပြစ်မယ်အရာရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းစီပူပြီးဆိုတာနဲ့ဒဗလေချက်သားကိုထည့်ချလိုက်ပါ10မိနစ်လောက်ကြော်ပြီးမယ်ဆိုရင်တော့နီနီရဲရဲအယောင်လေးတန်းလာမယ်တစ်ဖက်မှာငှက်တီးအပွားနဲ့ချက်သွနီစီထဲမှာ50စက္ကန့်လောက်ပဲဒိုင်ဝင်ထိုးပေးလိုက်ပါဒဲအိုးထဲမှာစီရနေငယ်ထည့်မယ်ထည့်လိုက်တဲ့စီကလည်းများသွားတယ်ပြန်ဆဲထုတ်မယ်ချက်သွန်ဖြူကိုထည့်ချချက်သွန်ဖြူအနဲ့မွှေးလာတဲ့အထိကစားပေးလိုက်ပါ ဖန်ချင်းဒီဆော့တစ်စုံရေးလဲတစ်စုံလောက်ထည့်လိုက်မယ်ဒီနေရာမှာငရုတ်တီဆော့ရှိရင်ထည့်ပါမရှိရင်မထည့်လဲရပါတယ်တကြားနှစ်စုံထည့်မယ်ချက်လက်ကရေးအနှဲငယ်လောင်းမယ်ပွပွက်လေးဆူလာပြီဆိုရင်ကော်ရေးအနှဲငယ်လောင်းမယ်ဒိုင်ပင်ထိုးထားတဲ့ငရုတ်တီအပွားနဲ့ချက်သွန်နီနီနီရဲရဲတောက်ပတ်နေတဲ့ချက်သားလီဂန်ဒီတာတဲ့ချက်သွန်ဘီကိုထည့်ပြီးဒပလန်နဲ့ပလဲဆက်ပလဲလောက်ပဲကစားပေးလိုက်ပါပြီးသွားတာနဲ့နန်လီနန်နဲ့ဖြူလိုက်မယ်တသားချွတ်ချင်းပုံစံအနိထားဒီလိုမျိုးဖြစ်သွားပါပြီရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူစွာနဲ့ ကြက်သားချွတ်ချင်းတပွဲရသွားတယ်ဗျအိမ်မှာလှုပ်ရှားဖြစ်တဲ့မိတ်ဆွေတိုင်းကဒီကြက်သားချွတ်ချင်းအရသာကိုကွန်မန့်အောက်မှာမန်းခဲ့ပြီးပါဘတော်ကတော့စွဲနေပါပြီသူစားပြီးသွားတာနဲ့အရသာလေးကိုပြောပြမိတယ်ဗျာကဲပြောပါတော့ပြောပါတော့တာကြီးယော့ကဲကျွန်တော်လဲစားတော့မယ်နော်အနံ့ကိုအရင်ရှူကြည့်လိုက်တဲ့အနံ့ကတော့မွေးနေရပဲဗျာစားကြည့်လိုက်တော့ဘူဘူမမအရင်စားကောင်းနေချက်နီလေးကိုအမြဲကြည့်ချင်ရတော့ subscribe လုပ်လို့နေထားလိုက်ပါ